စစ်ကောင်စီကရဲဘော်တွေပညာမတတ်ဘူးဗျာအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ချင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည် အဲ့ဒီတူးချင်းတူးချင်းစီရဲ့အဲ့တယောက်တစ်ပေါက်လုံးမှုဟာစစ်ကောင်စီကိုယူသွတ်သွားစေတယ်ကိုစစ်ကောင်စီကိုယူသွတ်သွားစေတယ်မြန်မာမှာ၂ယောက်ရှိတော့ဘုံဘွဲခွဲတာမဟုတ်ဘူးအင်္ဂလိပ်တွေလည်း၂ယောက်ရှိ၁၀ဘွဲခွဲတယ်အမေရိကန်မှာဦး၂ယောက်ရှိတာအဖွဲ၁၀၀လောက်ခွဲနေတယ် မြန်မာမှတရားနဲ့တရားအပြစ်ပြောတတ်တယ်မဟုတ်ဘူးအမေရိကန်နိုင်ငံမှာအချမ်းသာဆုံးပုဂ္ဂိုလ်နဲ့အာဏာရှိဆုံးပုဂ္ဂိုလ်နဲ့ကလေး online ပေါ်မှာကလေးတွေအပြူပြန်းနေရံပြစ်တယ်လို့ရံပြစ်တတ်တယ်မြေအောင်ကြည့်ဦးကျွန်တော်ရှင်းပြနေတာကျွန်တော်တို့တွေကိုလူသားတွေရဲ့ဖြစ်လေဖြစ်တာရှိတဲ့ဇကားတွေကနေနန်းနေထားတယ်ကျွန်တော်တို့တွေကိုချိုးထားတာမြန်မာနိုင်ငံသားတွေကအစွမ်းစားမရှိဘူးမြန်မာနိုင်ငံသားတွေကနှစ်ယောက်ရှိသုံးဘွယ်ွယ်တယ်မြန်မာနိုင်ငံသားတွေကမတည့်ဘူးမနာလိုစိတ်များတယ် ဟမ်အမေရိကန်နိုင်ငံလောက်မနာလူစိတ်များတာရှိအောင်မလားဟိုအင်္ဂလိပ်တွေလောက်မနာလူစိတ်များတာရှိအောင်မလားကွဲနေတာမှဒီမှာအပြက်ပြက်အမျိုးမျိုးကွဲနေတယ်အခုဥရောပသားတွေအမှအချင်းချင်းတိုက်နေကြတာဟမ်တစ်ချိန်ကရုရှားနဲ့ယူကရိန်းနဲ့ပြစ်နေခတ်နေတိုက်နေကြတယောက်တယောက်ရန်ဆောင်နေကြတယောက်တယောက်ဆဲဆိုးနေကြအကြီးအကျယ်ဖြစ်နေတာဟုတ်တယ်ဟုတ်အိန္ဒိယနဲ့ပါကစ္စတန်ကြည့်မလားမချနေကြပြီကမ်ဘောဒီးယားနဲ့အခုထိုင်းကြည့်မလား ကျွန်တော်တို့ကြီးပဲပြောနေတာမဟုတ်ဘူးကျွန်တော်တို့ကြီးပဲဆဲဆုံနေတာမဟုတ်ကျွန်တော်တို့ကြီးပဲကွဲနေတာမဟုတ်တကဘာလုံးကွဲနေတာပြောချင်တာကလူသားတွေရဲ့ဖြစ်လေဖြစ်တာရှိတဲ့ຢာကိုကြည့်ပြီးတမျိုးလုံးကို ကျွန်တော်တို့ကိုနန်းနေတာဘသူကချိုးရတာလဲဒါမင်းတို့ကလုံးမနေမနဲ့ငါတို့ကညီတဲ့လူလူမျိုးမှမဟုတ်တာကိုကိုကိုနန်းနေတာဒါအဲ့ဒါကိုဘသူကလှုပ်ထားလဲသိလားစစ်ကောင်စီကလှုပ်ထားတာကျွန်တော်တို့ကိုချိုးရတာအာ 你表妹，哥哥我用直接表个，啊，里面表妹偏保护个，那要信任都要乖的，那要信任都要乖的，是不？保险不？表现哪个？那个？慢慢不说了，弟弟，就拿你来对比来下 စစ်ကောင်စီရဲ့ဒီလက်မဲကြီးအောက်ကနေကျွန်တော်တို့လွတ်ထွက်သွားတဲ့အချိန်မှာကျွန်တော်တို့ဒီကကိုယ့်အကူမတိပဲနဲ့စစ်ကောင်စီကိုအယူလုပ်တဲ့ပုံစံနဲ့ကိုယ့်အကူလှုပ်ရင်လှုပ်ရင်လှုပ်ရင်နဲ့အခုကတော်လန်ရေးကဒီနေထားကိုရောက်သွားတာကဘာကြီးမှလူတိုင်းကဟန်ဆောင်နေတာ အခုမနေ့ကအီလွန်မတ်ဆိုးရဲ့ရံပွဲဟာလူတိုင်းကလူသားတွေဆိုတာပြောတာသူတို့လည်းရံဖြစ်တတ်တယ်သူတို့လည်းအောက်ထဲလန်တတ်တယ်သူတို့လည်းတယောက်တယောက်လို့အထင်ကြီးပြောတတ်တယ်ကျွန်တော်တို့မှမဟုတ်ဘူးကျွန်တော်တို့မှကျွန်တော်တို့မှအခုပဲကြည့်ပါကြည့်ပေါက်ကြရလာရေးပြီကျွန်တော်တို့မှ အိမ်တလုံးရဖို့မနေစဉ်းစားနေရတဲ့အချိန်ဘဝမှာပိုက်ဆိုင်မှုတစ်ခုရဖို့မနေတဲ့သူ့မှာဗျာဘီလီယံပေါင်း200 300ဆိုတာခင်ဗျာတနိုင်ငံလုံးကအိမ်တွေဝယ်နိုင်တယ်ဗျာမြန်မာနိုင်ငံမှာရှိတဲ့တနိုင်ငံလုံးကအိမ်တွေအီလုံးမဝယ်နိုင်တယ်ဒါလည်းသူတို့ရံဖြစ်တတ်တာပဲဗျာသိလားကလေးလေးလိုပဲဒါကဘာကိုပြနေလဲဆိုရင်ကျွန်တော်တို့ဒီဟာ ဥဆောင်နိုင်တယ်လုံနိုင်တယ်လူရည်ကံရည်ရှိတယ်ကြံရည်ဖန်ရည်ရှိတယ်အုံနောက်ရှိကျွန်တော်တို့ကိုရိုက်ချိုးခြင်းခံထားရတယ်ကျွန်တော်တို့ကိုတင်းသက်ထားခြင်းခံထားရတယ်အခုလိုပေါ့စောစောတယောက်လိုပေါ့တွေ့တာနဲ့တဆဲခြင်းနဲ့စိတ်ဆန်းတယ်လူတွေကိုချိုးထားတာအဲ့ဒါကိုကျွန်တော်တို့တွန်းလှန်နိုင်လေတာဒီနေ့ကျွန်တော်တို့မှာခေါင်းဆောင်ဘာလို့ အဲ့ဒီခေါင်းဆောင်ဆိုတာကျွန်တော်တို့ကယူရတာကျွန်တော်တို့ပဲအဲ့တော့ကျွန်တော်တို့မှလူတစ်ထောင်တစ်သောင်းတစ်သိန်းလောက်ကသူကသူလုံးချင်တာထားလုံးမှာဖြစ်တဲ့အတွက်စစ်ကောင်စီကဘာမှဥမမှန်းလို့မရဘူးဒါကြောင့်သူတို့ရှုံသွားတာပြောချင်တာကစကိုင်းဘယ်ဖွဲ့ကဘလို့ဘယ်နေဘယ်မှာထားချမလဲကရင်ကဘလို့ထားချမလို့ဘသူမှမသိဘူးအဲ့တဲ့င်းကိုလည်းစစ်ကောင်စီကိုဘသူမှလည်းမပေးနိုင်ဘူးဘာလို့လဲသူတို့ကဒါအစည်းအဝေးလုပ်ပြီးချနေတာမှမဟုတ်တာ ဲ့တော့စစ်ကောင်စီ live နေတဲ့ဒီစစ်ကောင်စီရဲ့ဒလန်နေဦးကျွန်တော်တို့ live တွေမှာဟို live တွေမှာဒီ live မှာဝင်လာလဲနားထောင်တယ်ဒါပေမဲ့တို့ကျွန်တော်တို့စီကဘာသတင်းမှမရဘူးတို့သိချင်တဲ့ဟာကိုကျွန်တော်တို့လည်းမပေးဘူး right တော့တို့ဘလို့မှ live လို့မရဘူးဘယ်နေရာမှာဘယ်လိုထားတိုက်မှာဘယ်သူမှမသိဘူးစစ်ကောင်စီကိုကျွန်တော်တို့ပဲအပီးဖြောက်တာလားအဲ့တော့သူတို့ဘက်ကအလဲလဲအပြူပြူပဲကျွန်တော်တို့လူမျိုး ကျွန်တော်တို့နိုင်ငံသားတွေဟာတခြားနိုင်ငံသားတန်းတူအမေရိကန်နီးတူအင်္ဂလိပ်နီးတူပြင်သစ်နီးတူအရေးချင်းရှိပြီးသားစနစ်ကြောင့်ဒီစစ်တပ်ကြောင့်ကျွန်တော်တို့ကိုချိုးနှိမ်ထားတာကျွန်တော်တို့ကိုမလုံမနေပါနဲ့ကွာဖြစ်မဲ့ကောင်မဟုတ်ဘူးချိုးထားတာကျွန်တော်တို့စိတ်ဓာတ်တွေကိုရိုက်ချိုးထားတာအဲ့တော့ကျွန်တော်တို့အချင်းချင်းအမြဲပြောတော့မလားငါတို့ဗမာတွေကမကြီးပါဘူးကွာအလကဖြစ်မှာမဟုတ်ဘူးအလို့စတဲ့ကောကျွန်တော်တို့ကအပြက်ပြောတာ negative အနှုတ်ပြောတာဒါပေမဲ့ပင်ကိုကပြည်တယ်နဲ့ဗန္ဓမြားတွေတွေးရင်တွေးသလိုအရောက်တောက်တာအဲ့ဒီရရလက်ခါဒီနေ့စစ်ကောင်စီခန်းစစ်ကောင်စီဘက်မှာလည်းအဲ့လိုတော်တဲ့လူရှိတယ်ရှိနိုင်တာပဲဒါပေမဲ့တို့ကတို့လုံးချင်နေလို့မရဘူးအပေါ်ကဆရာကြီးတွေဘူဆရာဆရာကြီးတွေဘူဘူကျုပ်ကြီးတွေကအစစ်အမိတ်ပေးတဲ့အတိုင်းလုပ်ရတာ ကျွန်တော်တို့ကမိတ်နာခံစရာမလိုဘူးချမင်းသမီးတွေမကြိုက်တာလို့မင်းနေပြီမှာမင်းတနက်ရှိမကြိုက်နေရတော့တိုက်အဲ့တော့စစ်ကောင်စီကမှန်းလို့မရဘူးဘသူကဘယ်နေရာမှာဘာလုပ်မလဲပလန်နဲ့လုပ်တာမဟုတ်ဘူးဗျာပြောချင်တာကအဲ့တော့ဒီလိုအနေထားများကြောင့်ဒီလိုအနေထားများကြောင့်ဒီနေ့ဦးကျွန်တော် ထောက်ပြသလိုပဲ ဘာကြောင့်အော်စရာကြီးဘူကြီးတွေလဲလမ်းမှာလမ်းတားလို့ကျွန်တော်တို့ဘက်ကမိနေတယ်စစ်ကောင်စီကလူတွေကအဲ့လောက်တော့အုံတော်မရှိဘူးလမ်းမှာတားတဲ့လူကဒါကျွန်တော်တို့က PDF လားသူတို့ရဲပေါ်လားသူတို့မသိတော့ဘူးနောက်တစ်ခုကအခုလိုစီပေါင်းချာကားကြီးနဲ့သူတို့အုံတော်မရှိဘူးလားစီပေါင်းချာကားကြီးနဲ့တော့ငါတို့ကဟိုကပြစ်ခွဲလိုက်ရင်ဘယ်လိုလုပ်ကြမလဲဦးမိတယ်အလုံးလိုက်မိတာတဲ့ အခုမန္တလေးတိုင်းထဲမှာကိုမြို့တော်တော်များများမှာတော်လိုင်းကြီးတွေဖြစ်နေပြီစကိုင်းမကွေးရနေမန္တလေးတိုင်းထိကူးဆက်လာပြီအခုကျွန်တော်တို့အဲ့ဒါအန်ယူဂျီဥဆောင်တွေဒါထည့်စာရင်တို့တော့တို့လုံနေကြတာဗျအော်ဩစရာကြီးဟုတ်လားအဲ့တော့ ကိုကိုကိုချိုးနိုင်ခြင်းကိုကိုကိုရှော့တွက်ခြင်းကိုကိုကိုမဖြစ်ပါဘူးမဖြစ်ပါဘူးဆိုရင်ငုတ်တုတ်ထိုင်ခြင်းကစစ်ကောင်စီကရိုက်ချိုးထားသောတင်းသက်ထားသောကျွန်တော်လူမျိုးပဲဒါမှဒီနေ့ပွင့်ထွက်သွားတယ်ပေါ့ကျွန်တော်ပြောမယ်စုံမတ်တစ်ခုကိုရောက်တဲ့အချိန်မှာပွင့်ထွက်တာပေါ့ဗျာအဓိကဒီဂျန်စီးတွေပေါ့ဒီစုံမတ်တစ်ခုမှာပွင့်ထွက်သွားတဲ့အခါမှာဘလောက်ထိ တို့ရဲ့လုံနိုင်အားရှိတယ်ဆိုတာဟာဒီနေ့စစ်ကောင်စီလက်ချင်တာကကျွန်တော်တို့လူပုတ်ကူမလို့ဘူး NUG လဲတော်သူရှိရှိမရှိရှိဗျာဘူးဘသူရှိရှိမရှိရှိသူလို့တော့သူဖြစ်နေမှာအဲ့တော့ကျွန်တော်တို့ရဲ့နောက်ွယ်ရလက်မဲကြီးကဘသူလဲတိုင်းနိုင်ငံလုံးကလူတွေကိုပြောတာနော် ဲ့တော့ဘလုံးကန်တာပဲဗျ။စစ်ကောင်စီအသင်းနဲ့ကျွန်တော်တို့အသင်းနဲ့ကန်တာ။စစ်ကောင်စီအသင်းကညံ့နေကျွန်တော်တို့ကတိုင်နိုင်ပါပဲလေ။အဲ့တော့ဘသူဝင်ကန်ကန်ကျွန်တော်တို့ဘက်ကနိုင်ပြီပဲ။အဲ့တော့ကျွန်တော်တို့မှာ genius သမားတွေပါတယ်တော်တဲ့လူတွေပါတယ်ဒီလူတွေဝင်ကန်နေတာအဲ့တော့ကိုးရတာပေါ့ဗျာသူတို့မှာက ဂျီနက်သမားတွေငတုတ်ပါလိုင်းလဲဒီလူတွေကစိတ်သက်တွေကြပြီစစ်ကောင်စီရဲ့ရိုက်ချိုးထားတဲ့စစ်စည်းကမ်းတွေအောက်ကနေအာဏာရှင်ကျွန်းကျွန်းပုံစံဆက်ဆံတဲ့ပုံစံအောက်ကနေကြိုးပြပြီးတော့ဟိုသူတို့ဆေးပြားတွေကျွေးအရက်တွေတိုက်ပြီးတော့ဟိုဘလုံးကိုဆွဲပြေးဖို့နေတာသူတို့တော့မနေလမ်းလျှောက်ပြီးတော့မရိုက်မရိုင်ရအောင်ပြီးတော့လျှောက်နေကျွန်တော်တို့ဘက်မှာဂျီနီယပ်သမားတွေပါလာတယ်အဲ့ဒီလူတွေကလည်းဘသူဘသူအမိတ်ကိုမှသူတို့မကြောက်ဘူးသူတို့သူတို့ထကန်တာ ူကသူဘလုံးဆွဲပြီးပြီးကန်သိမ်းယူသိမ်းမလိုက်မှာမန်နေဂျာမိတ်တွေပိုင်းမလာနဲ့သူကကိုရဖို့ပဲစိတ်ဝင်စားတာအဲ့တော့ကိုယ့်အကူဖန်တီးတက်တယ်ကိုယ့်အကူလောက်ကင်တက်တယ်ကိုယ့်အကူစဉ်းစားတက်တယ် create လုပ်တက်တယ်ကိုယ့်အကူ decision ချက်တက်တယ်ကိုယ့်အကူတောင်းယူတက်တယ်ကျွန်တော်တို့ဒေါ်လိုင်းသမားတွေကြောင့်မင်းအန်ယူဂျီအမိတ်မပေးလဲခောက်တာလဲမင်းခေါင်းစာတွေညောင်းတာလဲငါတို့ချမယ်ငါတို့ကတော့ဂိုးသွင်းရမယ်ဂျင်းတ်ပြီဆိုဂိုးထိုင်သွင်းတာ အဲ့တော့ကျွန်တော်တို့ဟာသူကတည်းကလူမျိုးမဟုတ်ပါဘူးကျွန်တော်တို့ဒီကောက်ရုံမီမဟုတ်ပါဘူးကဘာမှာလဲကဘာလူသားတွေအားလုံးအတူတူပါပဲအဲ့ဒါမျိုးနဲ့ကျွန်တော်တို့လူမျိုးတွေကိုသင်းသပ်ထားတာရိုက်ချိုးထားတာနန်းနေထားတာလူမျိုးလိုက်ချီပြီးတော့မကောင်းပြောထားတဲ့စကားလုံးတွေမြန်မာနိုင်ငံမှာအများကြီးရှိတယ် အိန္ဒိယလူမျိုးကိုပပဆက်ဆက်ပြောထားတဲ့ဇာတ်ကြီးချင်းလူမျိုးကိုပပဆက်ဆက်ပြောထားတဲ့ဇာတ်ကြီးရခိုင်လူမျိုးကိုပပဆက်ဆက်ပြောထားတဲ့ဇာတ်ကြီးမွန်လူမျိုးကိုပပဆက်ဆက်မွန်နေနားမခံနိုင်လောက်ဇာတ်ကြီးရှိတယ်။ကရင်လူမျိုးကိုလည်းကရင်နေနားမခံနိုင်လောက်နှိမ်ချပြောထားတဲ့ဇာတ်လုံးကြီးအဲ့ဒါတွေအားလုံးဒီစစ်ကောင်စီကနေစစ်တကြဖန်တီးထားသောခွဲခြားဆက်ဆံမှုနဲ့နှိမ်ချမှုတွေပဲ။ဟုတ်တယ်နော် ဘာစကဦးကျွန်တော်ပြောရတဲ့ဥပမာတွေကဘာစကလုံးနေလဲဆိုတာလူတိုင်းသိတယ်ကျွန်တော်ကမပြောချင်ဘူးရရဆက်ဆက်ကိုလူမျိုးလိုက်ချီပြီးတော့ကိုပြောထားတာဒုတိယအိန္ဒိယအရှေ့ပြောင်းလာတဲ့အိန္ဒိယအုပ်စုတရုတ်အုပ်စုရခိုင်ချင်းကရင်မွန်ရှမ်းတို့ကချင်းတော့ကျွန်တော်သိမသိဘူးရရဆက်ဆက်လူမျိုးလိုက်ချီပြီးတော့နှိမ်ပြီးတော့ပက်ပက်ဆက်ဆက်ပြောထားတာ ကျွန်တော်တို့အဲ့ဒီစကားလုံးတွေကိုနေတူတူဝါပြောနေကြတာနော်အဲ့တော့ဆိုလိုချင်တာကကျွန်တော်တို့နိုင်ငံသားတွေအစွမ်းဘလောက်ရှိလဲအခုတွက်ကြည့်နေပြီ အမေရိကန်နိုင်ငံမှာလည်းနိုင်ငံရေးရညစ်ပတ်တာပဲဟုတ်တော့မလားအမေရိကန်မှာရှိတဲ့လူတွေလည်းညစ်ပတ်တာပဲဒီနေ့ညင်နေရပြီကျွန်တော်တို့ LA မှာဖြစ်သွားတဲ့ကိစ္စဘာမဟုတ်တဲ့အသေးဖွဲလေးဗျာလူတရားလောက်ဝုန်းတိုင်းဝုန်းတိုင်းကျဲတာဗျာဒါလေးဖြစ်တာတခါတည်းပုံကြီးတွေအကြီးကြီးချဲ့ပြီးတော့စစ်တပ်တာလွတ်ပြီးတော့တခါတည်းထိမ့်မယ်သိမ့်မယ်နဲ့ဖြစ်ကုန်ကြပြီပုံကြီးချဲ့ကုန်တာဟုတ်တော့မလား UK မှာလည်းဒီတိုင်းပဲပွဲတွေအကြီးကြီးလုပ်ကြတာဟိုတလောတော့ဖြစ်စဉ်တစ်ခုမှဆိုဟာတနိုင်ငံလုံးပဲအော်အော်တော်နေတယ်ထုကြတော့မလို့ထောင်းသွားကြတော့ပြောကြတာပုံကြီးတွေချဲ့ကြတာတယောက်တယောက်နင်းနင်းနနာတွေဆဲကြတာကျွန်တော်တို့မှမဟုတ်ဘူးမြန်မာတွေအတင်းပြောတတ်လားမပြောတတ်လားမသိဘူးတခြားလူမျိုးတွေလည်းအတင်းပြောတတ်တယ်လူတိုင်းအတင်းပြောတတ်တယ် အင်္ဂလိပ်တွေဆိုမနေ့မိုးလင်းတာတည်းမှာဟိုဘလုံးဝဲအကြောင်းဟိုတင်တကဘာလုံးကတင်းထိုင်ပြောတာမြန်မာပြည်ကတော့မမလူမျိုးတွေကကို့အကြောင်းပဲကိုတွေပဲသူတို့ကတကဘာနဲ့ချီပြီးတင်းပြောတာပူတင်ကပါထရန်ကပါမက်ခရွန်ကပါသူတို့ကသူတို့နဲ့ချီတဲ့အတင်းအကုန်ပြောတတ်တယ်ကျွန်တော်တို့မှာရှိတဲ့ဇယိုက်တွေအားလုံးသူတို့မှာလည်းအကုန်ရှိတယ်လူပဲဒါကြောင့်ဦးကျွန်တော်ပြောနေတာလေး အော်ကျွန်တော်တို့အချင်းချင်းပဲ online မှာရန်ဖြစ်နေတာမဟုတ်ဘူးလားဆဲနေမနေ့ကပဲကြည်လေကပ္ပအချမ်းသာဆုံးပုံကိုနဲ့ကပ္ပအာနာရှိဆုံးပုံကိုနဲ့ online မှာအပြိုပြန်းလေးတွေကဲလို့ရန်ဖြစ်နေကြတာအဲ့ဒါကနမူနာပဲကျန်တဲ့လူတွေဘယ်တော့ဖြစ်နေမလဲကျွန်တော်တို့မသိတာအဲ့ဒါကျွန်တော်တို့ပြည်သူတွေကိုရှင်းပြတဲ့လူမရှိတာသူတို့အချင်းချင်းနဲ့ပြောနေကြတယ်ဥမာဘရင်ဘရင်သားပေါ့နော်အခုဒီ Harry ပေါ့ Megan နဲ့ညာလိုက်တယ် Harry အမေရိကကတော့အဒီမှာပြောနေကြတာသူ့ကိုထောက်ခံတဲ့အဖွဲနဲ့သူ့ကိုမထောက်ခံတဲ့အဖွဲပေါ့အခုအင်ရှင်မင်းသား William ကိုထောက်ခံတဲ့ဘွယ်အဖွဲ William fan နဲ့အဲ့ဒီ Harry fan နဲ့ဒီမှာအချင်းချင်းအောက်မှာကွန်မန့်နေမှာပပဆက်ဆက်ပြောနေကြတာအောက်မှာဆိုလဲ Republican fan နဲ့ဒီ Megan fan နဲ့အောက်မှာအချင်းချင်းပပဆက်ဆက်ပြောနေကြတာဝင်ဖက်ကြည့်ပါလားသူတို့ကွန်မန့်နေဟုတ်တော့ပါလား သူတို့အောက်မှာသူတို့ fan ဟိုဒီမှာဆို labor fan နဲ့ဒီဘက်ကဒီ Michael Forest fan နဲ့အောက်မှာအကြီးကြီးပက်ပက်ဆက်ဆက်တွေပြောနေကြတာတယောက်တယောက်နှိမ့်ချပြီးပြောနေကြတာအကုန်တူတူပဲလူကြီးမင်းတို့ကိုကျွန်တော်တစ်ခွက်တစ်ခုပဲထောက်ပြပါရစေဒါနဲ့ကျွန်တော်ဒီ live ကိုညီကုန်းချုပ်မယ်ဒီနေ့နောက်ကြာနေလို့ แต่จะน้อยอปายกูตะเสสิกองสีก็เย่บ่อรีฮะปัญญาตัดล่ะ Yes or no แกจะน้องทอบยามไหมเนาะ စစ်ကောင်စီကရဲဘော်တွေပညာမတတ်ဘူး yes or no နော်စစ်ကောင်စီကရဲဘော်တွေပညာမတတ်ဘူးမတတ်ဘူး yes or no ဆို yes ပေါ့နော်စစ်ကောင်စီကရဲဘော်တွေပညာမတတ်ဘူး yes or no စစ်ကောင်စီကရဲဘော်တွေနဲ့ဒီလူတွေကအကျင့်လည်းမကောင်းဘူး yes or no စစ်ကောင်စီကရဲဘော်တွေရဲဘော်တွေအချင်းလဲမကောင်းဘူး yes or no စစ်ကောင်စီကလူတွေကစစ်လက်မတိုက်တတ်ဘူး yes or no စစ်ကောင်စီကစစ်သားတွေကအချစ်စစ်လက်မတိုက်တတ်ဘူး yes or no စစ်ကောင်စီတပ်ထဲမှာတာဝန်ထမ်းဆောင်နေကြတဲ့လူတွေအများစုတည်မြန်မာနိုင်ငံမှာအညံ့ဆုံးလူတွေဖြစ်တယ်။မြန်မာနိုင်ငံလူအတိုင်းအဝဲထဲမှာလူမသုံးတဲ့လူတွေအညံ့ဆုံးလူတွေဖြစ်တယ်။ရက်စော်နော်စစ်ကောင်စီကိုထောက်ခံနေကြတဲ့အခု B ဂရုမှာကျွန်တော်တို့တက်ရေးတဲ့လူတွေဟာမြန်မာနိုင်ငံလူအတိုင်းအဝဲထဲမှာအညံ့ဆုံးလူသားတွေဖြစ်တယ်။ရက်စော်နော် စစ်ကောင်စီထဲမှာတာဝန်ထမ်းဆောင်နေတဲ့အောက်ခြေလူတန်းစားအလုပ်တွေအကျင့်စာရိတ်တာလည်းမကောင်းဘူးအရက်သေးစာတောက်စားတယ်မိမတွေကိုရိုက်နှက်တယ်စိတ်သက်ချမ်းတမ်းတယ်မြမလူတိုင်းဝိုင်းမှာအလွန်အမတန်ညံ့ဖျင်းတဲ့လူတွေဖြစ်တယ်ရက်စုံတို့စစ်ကောင်စီထဲမှာတာဝန်တန်းဆန်ကြတဲ့အရာရှိတွေပေါ့

မိကုံနောက်တစ်ခုကတေချာစဉ်းစားပါနောက်တစ်ခုမိကုံလာပါမယ်ဒီလောက်မြမလူအဖွဲ့အစည်းမှာအညံ့ဆုံးလူတွေအပယ်ခံဆုံးလူတွေစိတ်တက်အညံ့ပြင်းဆုံးလူတွေဇာရိတ်တအဆိုးဆုံးလူတွေမြမလူအဖွဲ့အစည်းမှာဘယ်သူမှလူမသုံးတဲ့လူတွေအဲ့လိုမျိုးလူတွေကတော့တိုင်းပြည်ကိုအခုလိုကိုကို့ကို ဒါမျိုးပြီးအုပ်ချုပ်ထားနိုင်ရင်ကြံတဲ့ကျွန်တော်တို့ဒါတို့ကိုပြန်တိုက်ပြီးတော့တိုက်ပြီးအုပ်ချုပ်မယ်ဆိုရင်မဖြစ်နိုင်ဘူးလားဒါတော့အညံ့ဆုံးလူတွေတော့တို့ဒါတော့အစွမ်းပြနေရင်ကျွန်တော်တို့လို့ဆိုရင်ဘယ်တော့အစွမ်းပြလိမ့်မလဲဒါကိုကျွန်တော်ပြောချင်တာမှန်ပါသလားဒါတော့မြန်မာလူဖွဲ့စည်းမှာအပယ်ခံလူတန်းစားတွေ ငန်းအတုံးဆုံးလူဒန်းသားတွေဇာရိတာအဖောက်ပြန်ဆုံးလူဒန်းသားတွေခိုးဆိုးလူတိုင်းနေတဲ့လူဒန်းသားတွေမူရဲ့ရန်ကားနေတဲ့လူဒန်းသားတွေသူတို့ကတော့ဒီလောက်ထိကျွန်တော်တို့ကိုအခုလိုဗိုလ်ချုပ်တွေနဲ့ပေါင်းပြီးတော့ကျွန်တော်တို့ကိုလုံနိုင်သူတို့အငန်းဆုံးလူတောင်ဒီလောက်ဗမာပြည်မှာကန်နေကျွန်တော်တို့လိုသူတို့နဲ့တာတဲ့လူတွေအားလုံးကတော့ကျွန်တော်တို့ကတကယ်တိုက်ပြီးကိုတကယ်အုပ်ချုပ်ခြင်းနဲ့ကျွန်တော်တို့ကတကယ်တမ်းဝင်တိုက်ခြင်းပြီးဆိုရင်သူတို့နဲ့မသားစရာဘာအကြောင်းရှိလဲ လူချင်းမင်းတို့ကျွန်တော်တို့ကိုအုတ်ချုပ်နေခြင်းတဲ့သူတွေကမြန်မာလူဖွဲ့ဆုံးမှာအညံ့ဆုံးလူတန်းစားအသုံးမချဆုံးလူတန်းစားကိုနဲ့အရာရာနှိပ်ကြတဲ့လူတန်းစားအဲ့ဒီလူတန်းစားတော့ဒါတော့ကျွန်တော်တို့ကိုထိန်းထားနိုင်ရင်ကျွန်တော်တို့တိုင်းသူတို့နေရာမှာဝင်ပြီးစစ်သားလုပ်မယ်တိုင်းပြည်ကိုအုတ်ချုပ်ခြင်းသူတို့နဲ့မသားစရာဘာအကြောင်းရှိလဲအဲ့ဒါအဖြေပဲအဲ့ဒါအဖြေပဲ Yes or no? Yes or no? အဲ့ဒါကျွန်တော်ရဲ့ no ထခြင်းနဲ့ကြဆုံခြင်းရဲ့အပိုင်းတကူတက်ဆယ်ကျွန်တော်တို့ကသူတို့နေရာကိုယူခြင်းစိတ်ရှိဖို့ ကျွန်တော်တို့ကသတို့လိုအုပ်ချုပ်ခြင်းစိတ်ရှိဖို့ကျွန်တော်တို့ကသတို့လိုစစ်သားလုပ်ခြင်းစိတ်ရှိဖို့သတို့ကိုပြန်တိုက်ခြင်းစိတ်ရှိဖို့သတို့နေရာမှာကျွန်တော်တို့ကငါတို့အုပ်ချုပ်မယ်ဆိုတဲ့စိတ်ရှိဖို့ပဲလိုတယ်အဲ့ဒီစိတ်လေးဒါကျွန်တော်တို့ရှိမယ်ဆိုရင်စိတ်လေးဒါကျွန်တော်တို့ရှိမယ်ဆိုရင် မရเสียပါရှိလေဗျာကျွန်တော်တို့ကိုကိုကိုတော့ရှက်ရအောင်ဒီလောက်အညံ့ဆုံးလူတွေဗျာလူအဖွဲ့စည်းကဘေးဖယ်ထားတဲ့လူတွေကိုလာအုပ်ချုပ်နေတာဗျာကိုတို့နည်းနည်းလေးပဲစူးစမ်းလိုက်တယ်နဲ့တို့ကိုမသားเสียပါကြောင့်ဒါကြောင့်အဖြေကဘယ်သူလဲသိလားအန်ယူဂျီမဟုတ်ဘူးခေါင်းဆောင်မလက်မဲကြီးအဲ့လက်မဲကြီးတွေအားလုံးဒီကျွန်တော်တို့ပဲအခုစစ်ကောင်စီရှာလို့မရတဲ့လက်မဲကြီးတွေတော်လိုင်းရဲ့နောက်ွယ်ကလက်မဲကြီးတွေအားလုံးဒီကျွန်တော်တို့ကိုယ်တိုင်ဖြစ်တယ် ဒါကြောင့်ဒီဒေါ်လာကြီးကကျွန်တော်တို့ဒါလုံးချင်စိတ်ရှိလေဒီဒေါ်လာကြီးကမြန်မြန်နိုင်လေပဲဘတော်မစစ်ကောင်စီမနိုင်တော့ဘူးကျွန်တော်တို့ရလုံးချင်စိတ်မရှိခဲ့တာသွေးခွဲခံထားရတာတင်းငါတို့လုံးတို့မဖြစ်ပါဘူးကွာငါတို့အချင်းချင်းကွာနှစ်ယောက်ရှိသုံးဘွယ်ကွဲတယ်ကွာငါတို့တွေမညီဘူးကွာငါတို့တွေအသုံးကိုမကြဘူးကွာငါတို့တွေလက်ကားပါကောက်ရုံပြီးအဲ့ဒီကောင်တွေကလုံးမနေနဲ့ယောက်ဖြစ်မှာမဟုတ်ဘူးကွာလက်ကမစရဲဘူးဗျာကိုကိုစိတ်လျှော့တဲ့ဇာတ်ရည်နဲ့ကိုစစ်ကောင်စီဝင်နေတာ အဲ့တော့ပြောချင်တာကအဲ့ဒါဟာဒီနေ့အကုန်ဖမ်းလို့မိနေတယ်ကြောက်စရာလန့်စရာဒီမြန်မာပြည်မှာတစ်ခါမှမကြားဘူးဒါလေလမ်းပေါ်မှာကျွန်တော်တို့တက်ကစစ်တယ်ဘူကြီးနှစ်ယောက်ကသူ့ကိုဖမ်းပါဆိုကပြားထုတ်ပေးတယ်သူ့လူထင်ပြီးတော့အခုလေရင်ပုံစံစီမိတယ်အာကျွန်တော်တို့ကအကောင့်နေကြီးပဲဗျာကြားနေရတာ ဟုတ်ပါတယ်အာတာငန်းငန်းတကယ်လိုချင်စိတ်ရှိရင်တကယ်လွတ်လပ်ချင်စိတ်ရှိရင်ပြည်သူတွေကကိုယ့်ကိုတကယ်အုပ်ချုပ်ချင်စိတ်သူတို့လိုပဲစစ်သားလုပ်ချင်စိတ်သူတို့လိုပဲနိုင်ငံရေးမှာဝင်ပါလို့စိတ်ကိုယ့်ကိုအုပ်ချုပ်လို့ချင်စိတ်ရှိရင်နိုင်ပြီဘာလို့တော့တို့ကတို့နဲ့အစတရာလောက်သားတယ်ဒီချင်းချင်းပြောတာအဲ့တော့ကျွန်တော်တို့အဲ့လိုစိတ်ဓာတ်တွေမဖြစ်လာအောင် ကျွန်တော်တို့ကိုသိငယ်သွားအောင်ကျွန်တော်တို့ကိုကိုယ့်ကိုအားမရရအောင်ကိုယ့်ကိုနှိတ်ချသွားအောင်တို့ကချိုးထားတာ အဲ့ဒီမြန်မာပြည်မှာရှိတဲ့အညံ့ဆုံးလူဒန်းစားတွေနော်မြန်မာပြည်မှာအတုံးဆုံးလူဒန်းစားတွေမြန်မာပြည်မှာဇာရိတ်တအပြတ်ဆုံးအယက်သမားတွေမွေးစေဝါသုံးဆွဲတဲ့အဲ့ဒီအုပ်စုကကျွန်တော်တို့တွေကိုချိုးတာတာအဲ့ဒါဒီဒီနေ့ကျွန်တော်ရဲ့နိုးထခြင်းနဲ့ကြာဆုံးခြင်းရဲ့ ပိုင်း30ပါယေຊုအများကြီးတင်ပါတယ်ဒါဟာနှုတ်ထားခြင်းရဲ့ကြာဆုံးခြင်းရဲ့အကောင်းဆုံးဥပမာနဲ့အပိုင်း30ပါကမ္ဘာပေါ်မှာ လူမျိုးတိုင်းကဟာသပဲเนาะအခုအမေရိကမှာဒီနေ့ဖြစ်နေဖြစ်စဉ်ကတကယ်ဟာသပဲ ဘာဖို့တဲ့ကိစ္စသေးသေးလေးကိုပုံကြီးအကြီးကြီးချဲ့ပြီးတော့စက်တက်ခေါ်ယူရတဲ့အစ်ကျွန်တော်တို့ UK မှာဖြစ်သွားတဲ့ကိစ္စဒါနဲ့ကြီးကြီးတယ်ပလီတွေကိုမီးရှို့တာတွေအကြီးကြီးလောက်တာဘာစက်တက်မှမခေါ်ဘူးဟိုအေးအေးစစ်စစ်လောက်ရတာအဲ့တော့မြင်အောင်ကြည့်ပါကျွန်တော်တို့လူမျိုးဟာကမ္ဘာပေါ်မှာထိုက်ထိုက်တန်တန်နဲ့အရေးချင်းရှိသော လူမျိုးများဖြစ်ပါတယ်ဆိုတာကိုပြောချင်ပါတယ် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုပြောချင်ပါတယ်ကျွန်တော်ပြောတဲ့အထဲမှာမြန်မာနိုင်ငံမှာမှီတင်းနေထိုင်ကြသောအလူများအားလုံးပါပါတယ်ဘာသာမပါဘူးလူမျိုးမပါဘူးအသားရောင်ဘာမှမပါဘူးကျွန်တော်တို့နိုင်ငံသူနိုင်ငံသားများကိုကိုကိုရှော့မတွန်းနေကိုကိုကိုရှော့မတွန်းနေကျွန်တော်တို့တွေဟာဒေါ်နန်ထရန့်ဖြစ်တယ်ကျွန်တော်တို့တွေဟာအီလွန်မတ်စ်ဖြစ်တယ်ကျွန်တော်တို့တွေဟာမက်ခရွန်ဖြစ်တယ်ရှော့မတွန်းနေကိုကို နော်ကျွန်တော်တို့တွေကကိုကိုကိုရှော့မတော့ကြနေအားလုံးမင်္ဂလာပါကျေးဇူးများရည်တင်ပါတယ်ကျွန်တော်လှုပ်သွားမှာဒီနေ့နောက်လည်းကြာနေလို့ပါ